Yeah, I uh, have a feeling. Be, be alright. you have a new man. Sasa uko na mtu mpya. Christ Jesus. Yesu Kristo. Go and succeed. Nenda ukafaulu. I can see you driving. Naona ukipeleka uki I can see you building. Naona ukiendesha. Why shouldn't you be happy? Mbona usiwe na furaha? I'm so thankful. I'm so thankful. Hey. မစ္စရိုရဲ့မင်္ဂလာပါဒါကတော့တပတ်တပတ်အာဖရိကနိုင်ငံများတော့အာဖရိကတတိုက်လုံးမှာရှိတဲ့တခြားအာဖရိကနိုင်ငံကလူတွေပရိုဖက်ခခန်ဒီရှိကိုရောက်လာတဲ့အခါမှာနတ်ဆုနင်တို့ပြီးမှလွတ်မြောက်လာတဲ့အခါမှာကခုံနေတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့အာဒီပရိုဖက်ရဲ့အဆစ်စင်တဲ့မှာဒီနေ့ဒီအင်ဂျီအဝါရံဝတ်ထားတဲ့ဒီအမျိုးသမီးအဲပြည်သားနတ်ဆုရှိတာဖြစ်တယ် ဆိုတော့ဒီနေ့ကဘာတဝန်းလုံးမှာပြည်သားတွေအများကြီးရှိတယ်ဒီပြည်သားတွေဟာနတ်ဆိုးရဲ့ချုံအောင်ချင်းချောင်းဖြစ်တယ်ဆိုတာကိုတမချားစာတဲမှာလည်းရေးထားပြသဖြစ်တယ်မာဂဒလာမာရီဟာနတ်ဆိုးခုနှစ်ကောင်ရှိတဲ့အတွက်ပြည်သားလောက်ရတာဖြစ်တယ်တိုးတော်လေးယေရှုခရစ်တော်ပြည်သားနတ်ဆိုးကိုနင်ထုတ်တဲ့အခါမှာလොမြောက်သွားတာကိုကျွန်တော်တွေ့ရမယ်မာဂဒလာမာရီဟာခရစ်တော်ရဲ့နောက်လိုက်မှုတော်ဆောင်တယောက်ဖြစ်လာတယ် ဒီခုခေတ်မှာလည်းပြည်သူစားတွေဟာနတ်ဆုကြောင့်ဖြစ်လာတာဖြစ်တယ်။ဒါကြောင့်ပြည်သူစားကိုနတ်ဆုကိုနှင်ထုတ်တဲ့အခါမှာပြည်သူစားမတွေလွတ်မြောက်လာတဲ့အကြောင်းကိုတွေ့ရမှာဖြစ်တယ်။ဆိုတော့ပြည်သူစားနတ်ဆုနှင်ထုတ်တာကနောက်မှပြည်သူစားနတ်ကဘယ်ကနေဝင်လာသလဲဆိုတာဝိညာဉ်ဗုဒ္ဓရာတွေ့နိုင်ရမြန်မာလူပါတာပြန်ပေးတာဖြစ်ပါတယ်။ Efrimen spoiler ယောက်ျား၃ယောက်ကနေ့ဘွားကိုဖျက်ဆီးခဲ့တယ်။ My name is Rosemary Anyango. Natumai uh, nami Anyango ba? Nja kutoka Kenya. Kenya nangangani Lara ba? Awa na umetumishwa Mungu anaongelelea ni ukweli. My name is Anyango. I came from Kenya. Man of God, the three men you are talking about is true. ယောက်ျား၃ယောက်ကကျမရဲ့ဘဝကိုဖျက်ဆီးခဲ့တယ်ဆိုတာမှန်ပါတယ်။နားတော်ကြည့်အောင်။မနော် mrefu wa pili alilala na mimi akanipea mimba nikaishi na yeye kwa miaka miwili nikamwacha the first man raped me the second one impregnated me ပထမအမျိုးသားကတော့သူမကိုမတိန်ချင်းခဲ့တယ်လို့ပြောပါတယ်ဒုတိယအမျိုးသားကတော့သူမကိုကိုဝင်ကြီးတော့အော်ကိုဝင်ရတော့အောင်ပိုက်ကြီးတယ်ဖြစ်တော့အောင်လုပ်ခဲ့တယ်လို့ပြောပါတယ် I stayed with him for some few years and I အဲ့ဒီဒုတိယတယောက်နဲ့ အနေနဲ့အနေငယ်အတူနေထိုင်ခဲ့ပါတယ်။ပြီးမှအဲ့ဒီတယောက်နဲ့ခွာခဲ့ပါတယ်။ boyfriend wangu yeye ndiye alifanya nikatoka kwa hiyo ndoa tukaawa na agreement ataenda kunioa alipoenda training ya jeshi nikaspend pesa yangu kwake aliporudi akaniacha the third man also is my boyfriend he's the one ah uh, tatia amyuta ka raw uh, to ye yiza phit par de made me to leave the current marriage and he proposed okay အဲ့ဒီတရားနဲ့လည်းပဲ꿰သွားတာဖြစ်တယ် me to leave that is going to marry me but when he went to work အဒုတိယယောက်ျားနဲ့အတူရှိနေစမှာ အခု တတိယရီစာကတော့အဲ့ဒီဒုတိယယောက်ျားကို ခွဲပလိုက်ပါနင့်ကငါလက်ထပ်မယ်လို့ပြောတာဖြစ်ပါတယ် not happen ဒါပေမဲ့သူမကဒုတိယယောက်ျားကိုခွဲပြီးမှအဲ့ တတိယယောက်ျားကိုယုံကြည်တဲ့အခါဂတိပေးတဲ့အတိုင်းဖြစ်မလာဘူးလို့ပြောပါတယ် you remember the brown man now nakumbuka yule mtu prophet ပြောတာကနင်းအညိုရောင်အမျိုးသားကိုတတိယသလားငါတို့မြန်မာလူကတော့အမေးရောင်လို့ပဲပြောရတော့မှာပေါ့နော် rangi kama mweupe cylinder on brown အဲ့ဒီတယောက်ကအညိုရောင်ရှိတယ်အဲဒါမဲ့ပိန်ပိန်ရှယ်ရှယ်ဖြစ်ပါတယ် Yes, man of God, that is my cousin, and he attempted to rape me. And uh ဟုတ်ပါတယ် prophet တဲ့အဲ့ဒါကတဲ့ကျမရဲ့ဝင်းကွဲငေကိုဖြစ်ပါတယ်တဲ့အဲ့ဒီတယောက်ကကျမကိုမတိန်ကျင်တာဖြစ်ပါတယ် What he did Oh အမတိန်ကျင်ဖို့ကြိုးစားတယ်လို့ပြောပါလေ Leg Na ali alichofanyia အဲ့ဒီတယောက်ကနေကိုမတိန်မှု ဖြစ်အောင်ကြိုးစားရင်းနဲ့နင်းခြေတော့ကနာတော့တယ်လို့ prophet ကပြောပါတယ် until today you still feel the pain အခုထင်ထီအဲ့ဒီတယောက်ပေးလိုက်တဲ့ဒဏ်ရာက အခုဒီနေ့ခြေတော့နာတယ်လို့ prophet ကပြောတော့ yes ဟုတ်ပါတယ်တဲ့ဆိုတော့ prophet တွေကဘာဖြစ်လို့ဒီလောက်နဲ့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 တွေ့ရတာလဲဆိုလို့ရှိရင်အဖက်ခန်းကြီးလေးအငယ်၁၁ဆနစ်မှာယေရှုခရစ်တော်က prophet ကိုဆက်လွတ်တာဖြစ်တယ်

အဲ့ဒီအရာပိမ့်ပိမ့်ရှိရှိနဲ့အညိုရောင်ကောင်းကျမရဲ့ဝင်းခွဲတော်ပါဖြစ်ပါတယ်ကျမကိုမတိမ့်မှုဖြစ်အောင်ကြိုးစားတဲ့အခါမှာမတိမ့်မှုကတော့မအောင်မြင်ဘူးခြေတော့ကနာသွားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီသူမရဲ့ဝင်းခွဲကသူ့ကိုအာဒီ မတိမ်မို့စူးစားတဲ့ခါမှာသူမကအတင်းယုံတာဖြစ်တဲ့အဲ့ဒီမှာသူမရဲ့ခြေတော့ကကျိုးမတက်ဖြစ်ပါတယ် hurt my leg but we fought and i managed to escape ဒါမဲ့သူမက တိုက်ရင်တိုက်ရင်နဲ့လွမြောက်သွားပါဖြစ်ပါတယ်ကျတော့ပထမယောက်ျားကမတိမ်ကျင်းတယ်ဒုတိယယောက်ျားနဲ့ကိုဝင်ရတယ်တတိယယောက်ျားတော့ဂတိပေးတဲ့အတိုင်းဖြစ်မလာဘူးစတုတ္ထ ယောက်ျားလို့ပြောမှာကတော့ဝင်ွယ်ဖြစ်တယ်ထပ်ပြီးမှမတိန်ကျင့်ဖို့ကြိုးစားတယ်။ဘာဖြစ်လို့လဲ။သူမထဲမှာမတိန်ကျင့်စေတဲ့နတ်ဆိုးဝင်သွားခဲ့တဲ့အတွက်ဖြစ်တယ်။ဒါကြောင့်ဒီနေ့မတိန်မှုရေလို့ပြောလာတဲ့အခါမှာအာဒီမမြင်ရတဲ့ဝိညာဉ်လောကကနေလာတယ်ဆိုတာကိုမိတ်ဆွေတို့နားလည်ထားဖို့လိုတယ်။မတိန်မမတိန်မှုကျိုးလွန်တဲ့သူပဲဖြစ်ဖြစ်မတိန်မှုလွန်ကျိုးခြင်းခံရတဲ့သူပဲဖြစ်ဖြစ်နတ်ဆိုးနေထုတ်ဖို့လိုမှာဖြစ်ပါတယ်။အခုတော့ profession သွားတာဖြစ်တဲ့အတွက် ဒီမတိမ်မို့ကိုဖြစ်စေတဲ့နတ်ဆုကိုနင်းထုတ်มาဖြစ်ပါတယ်ဒေဗောတ်ဒေဗောအဟောအချစ်နတ်ဆုထွက်သွားနင်းတို့ကိုဖမ်းထားတဲ့လက်လက်ကိုလွတ်လိုက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကမြန်မာပြည်မှာကနတ်ဝင်ပူးတဲ့ဟာခဏခဏရှိတော့လေ အဲ့တော့ဒီလိုမျိုးနတ်ဆိုးထွက်တဲ့အခါနတ်ဝင်ပူးတယ်ဆိုပါနားလေမားကြတာဖြစ်တယ်။ဒါကဝင်ပူးတာမဟုတ်ဘူးရှိတဲ့အရာကိုနင်ထုတ်လိုက်တာဖြစ်တယ်။ဆိုတော့ဝင်ပူးတာကလည်းဝင်ပူးတာအတဲ့အလျောက်တိဖို့ခွဲခြားတိဖို့လိုသလို ရှိတဲ့အရာကရှိတဲ့အရာကအထက်ကနေနော်ပရိုဖက်ကမြင်ပြမှနင်ထုတ်ချင်းခံရတာဒီနှစ်ခုကိုခွဲခြားတတ်ဖို့လိုပါတယ်။ဒါကတော့ရှိနေပြတာနတ်ဆိုးကိုနင်ထုတ်တာဖြစ်တယ်။ she is mine ဒီမိမကိုငါပိုင်တယ်လို့နတ်ဆုကပြောပါတယ် no ဒီမိမကိုလွတ်မြောက်အောင်မလုပ်ပေးနဲ့လို့ပြောနေတာဖြစ်တယ် prophet ကတော့တန်းစာလာဒီအတိုင်းငါ၏နာမကိုအမည်ပြုမှနတ်ဆုကိုနှင်ထုတ်ပါဆိုတဲ့အတိုင်းယေရှုနာမကိုအမည်ပြုပြီးမှဒီနတ်ဆုကိုနှင်ထုတ်မှဖြစ်တယ်ဒီနတ်ဆုထွက်မှတာယေရမျိုးသမီးကလွတ်မြောက်ခြင်းတို့ရောက်မှဖြစ်ပါတယ် she's what no သူမက နတ်တူမတေကနတ်ဆိုဟာမထွက်နိုင်ဘူးလို့ငင်းဆိုတာဖြစ်တယ်။ဒီမိမကဘသူဟုတ်တယ်ပြန်ပြောစမ်းလို့ prophet ကပြောတဲ့အခါမှာ she is what အဲ့တော့ no she is mine ဒါကမိမဟုတ်တယ်။ဆိုတော့မြင်ရတဲ့လူပဲမိမကို ယူလို့ရတာမဟုတ်ဘူး။မမြင်ရတဲ့နတ်ကလည်းလူကိုယူလို့ရတယ်ဆိုတာကမယုံကြည်သူတခြားဘာသာဝင်တွေလည်းသိပြီးသားဖြစ်ပါတယ်။ဆိုတော့ဒီကဘာဥစ္စာခန်းကြီးနော် 6လောက်မှာဖမယ်ဆိုလို့ရှိရင်မမြင်ရတဲ့အရာကမြင်ရတဲ့အရာကိုယူလို့ရတယ်ဆိုတာကိုရေးထားပြသဖြစ်ပါတယ်။ဖျားတကင်းရဲ့တကိုးကိုမခုခံနိုင်ဘူးဆိုရင်တော့ဒီနတ်ဆုကထွက်ရမှာဖြစ်တယ်။ခုခံနိုင်တယ်ဆိုရင်တော့ထွက်เสียမလိုဘူးကြည့်ရအောင်။ What have you done to marriage? တို့မရဲ့အိမ်ထောင်ကိုနင်းပါလုထားတယ်လေ။ don't want her to live in marriage ကျတော့ဒီအမျိုးသမီးအဲ့ဒီမျိုးအတေချာအင်းထောင်းကြတာကိုနတ်ဆုကမမြင်ချင်ဘူး you want to destroy her life I want to destroy her life ဒီမိမရဲ့ဘဝကိုငါဖျက်ဆီးချင်တယ်လို့နတ်ဆုကပြောပါတယ်ကျွန်တော်တို့လိုနှက်စားခဲ့တဲ့လူတွေကအဲ့ဒါကိုမသိပါဘူးเนาะနှက်ကိုကိုးကွယ်တဲ့တခြားနှက်ကိုကိုးကွယ်တဲ့ နတ်ကုကွယ်တဲ့ဘာသာဝင်တိုင်းဟာနတ်ကလူကူဖြစ်စေတယ်ဆိုတာတော်ရင်တိုင်းနဲ့မသိနိုင်ပါဘူးတိုးတော်လဲယေရှုခရစ်တော်ကနတ်ကလူကူဖြစ်စေတယ်ဆိုတာကိုရှင်ယောဟန်အခန်းကြီး၈၄၄မှာ၎င်းရှင်ယောဟန်အခန်းကြီး၃၀အငယ်၃၀မှာ၎င်းယေရှုက ပြောပြထားပြီးသားဖြစ်တယ်တိုးတော်လဲလူတွေကအဲ့ဒီကြမ်းကိုမဖတ်ကြည့်တဲ့အခါဖတ်ရင်လဲနားမလည်တဲ့အခါဒီနေ့နတ်ကလူထဲကိုဝင်ပြီးမှဖြစ်စေတယ်ဆိုတာမသိနိုင်ပါဘူးတိုးတော်လဲဒီနောက်ဆုံးသောကာလခရစ်တော်ပြန်လာခါနည်းအချိန်မှာတော့ ိတ်တရှိတဲ့ prophet ကိုဆက်လွတ်တာဖြစ်တဲ့အတွက်နတ်ဆုဟာလူထဲမှာနေပြီးမှ လူကိုဖျက်ဆီးတယ်ဆိုတာကလူမျိုးမရွေးဘာသာမရွေးတိလာနိုင်ပြီဖြစ်ပါတယ် Jesus has said go. Yes. ယေရှုကနင့်ကိုအမိန်ပေးနေတယ်ထွက်သွားပါ Jesus has said go. ဆိုတော့မာသဲမာကုလူကာယောဟန်ခရစ်ဝင်ကျမ်း၄ကျမ်းမှာ ဖတ်တဲ့အခါမှာ ယေရှုခရစ်တော်နဲ့ကြုံတဲ့နတ်ဆုတွေအကုန်လုံးက နော်အမိန့်ပေးတဲ့အခါယေရှုကိုမခုခံနိုင်ပဲထွက်သွားကြတာဖြစ်တယ်။ဒီနေ့ပရောဖက်တွေကလည်းပဲယေရှုနာမ၌နတ်ဆုကိုနင်ထုတ်တဲ့အခါမှာနတ်ဆုဟာခံနိုင်ရင်တော့ခံဖို့မခံနိုင်ရင်တော့ထွက်ရမှာဖြစ်ပါတယ်။ထွက်သွား Rosemary, Bengali man. Anche Jesus. ဆိုတော့နိပောင်းလပောင်းများစွာဒီအကုခန္ဓာထဲမှာကျင်းဝထားတဲ့ဒီနတ်ဆုဟာပရောဖက်ပြောတဲ့ယေရှုခရစ်တော်ရဲ့နာမကိုမကုခံနိုင်တဲ့အတွက်အခုလိုထွက်တဲ့အခါမှာသူမက လေးကျသွားရတာဖြစ်ပါတယ်ဘယ်တော့မှမတွန်းလဲပါဘူးသူမကနတ်ဆုထွက်လို့လေးကျသွားပြီးမှသူမလွမြောက်လာတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်သူတခင်ခရစ်တော်ရဲ့နာမတော်ဒီကဘာဆက်ဆက်ဘုန်းကြီးပါစေရှင်ယောဟန်အခန်းကြီး30အငယ်30မှာငါမူကား နတ်ဆုလက်ထက်ကနဲ့လွတ်မြောက်ယုံတာမကနော်နတ်ဆုလက်ထက်ကနဲ့ရွေးနှုတ်ယုံတာမကထာဝရအသက်ပေးဖို့လာတယ်လို့ဂတိတော်ပေးတာဒါကအမှန်ဖြစ်ပါတယ် you lift the fat woman proper ပြောတာကိုနားထောင်ကြည့်ရအောင်နင်ကဝဝတုတ်တုတ်အမျိုးသမီးတယောက်ကို နင်ခွာထားခဲ့တယ်လို့ပြောပါတယ် uliacha yule သူမကကောင်းငင်ပါတယ်ဝဝတွတ်တွတ်အမျိုးသမီးတယောက်ကိုသူမကဘိုက်ဘိုက်လှုပ်ထားခဲ့တာဖြစ်ပါတယ်နားထောင်ကြည့်ရအောင်မနမ်ကင်နေနေ because she was teaching you to go and become a prostitute မနာကေအဒီကွာနာကူအဲ့ဒီအမျိုးသမီးကနင့်ကိုတင်ပေးတယ်ပြိတ္စာလှုပ်တယ်ဆိုတာဘယ်လိုလှုပ်ရတလဲဆိုတာကိုသူမကနင့်ကိုတင်ပေးတာဖြစ်တယ်လို့ prophet ကပြောပါတယ်ယေရှုခရစ်တော်ရဲ့နာမကိုဘုန်းပေးပါတယ် ယေရှုခရစ်တော်ကပရောဖက်ရဲ့ဝိညာဉ်မျက်စိကိုဖွင့်ပေးတဲ့အခါမှာဒီအမျိုးသမီးကိုဘဝတွတ်တွအမျိုးသမီးတယောက်ကပြည်သားဆိုတာဒီလိုလုပ်ရတယ်ဆိုပြီးမှတေချာတင်ပေးတာကိုယေရှုကမြင်တဲ့အတွက်ပရောဖက်အဖင်အခုလိုပြောတဲ့အခါကြားရတာဖြစ်ပါတယ်ဝဝတုတ်တုတ်နဲ့တယောက်ဖြစ်တယ်အလအယံပြင်းတဲ့အမျိုးသမီးတယောက်ပါတမကတိတ်တတိမရတော့ဘူး ြန်မေးတဲ့အခါမှာဝါဝါတုတ်တုတ်နဲ့အလအယံပြင်းတဲ့အမျိုးသမီးတယောက်ဖြစ်တယ်လို့ပြောပါတယ် issue mambo ya urembo yes အခုတော့ဒီမှာပြုံးပြုံးလေးနဲ့ဖြေပါတယ် yes တတိယပြီဒါကြောင့်ဗျာဒိကျအခန်းကြီး20เนาะအငယ်73 74ရောက်လာတဲ့အခါမှာ စာဆောင်မှာရေးထားတယ်။လူဒီဟာလူအတီးအတီးတို့ဟာမိမိတို့အကျင့်အတိုင်းစာဆောင်မှာရေးထားသည်နှင့်အညီအဲ့ဒီမှာရေးထားတဲ့အတိုင်းမိမိအကျင့်အတိုင်းတရားစီရင်မဲ့ချင်းခံရမယ်လို့ပြောတာဖြစ်ပါတယ်။ဒီနေ့ဒီအမျိုးသမီးဘယ်လိုဖြတ်တန်းလာတယ်ဆိုတာယေရှုကတေချာမှတ်ထားတာဖြစ်တယ်။အဲ့ဒါကိုပရောဖက်အပြင်ဖော်ပြတဲ့အခါ yes တို့မှတတိမရဘူးလို့မပြောဘူး။ တတိယတယ်လို့ပြောတာဖြစ်ပါတယ်။ဒါကြောင့်ပြရတိကျအခန်းကြီး20အငယ်73 14မှာရေးထားတဲ့အဲ့ဒီအရာတွေဟာမိတ်ဆွေတို့ရဲ့အတ္တဓမ္မလွန်ခဲ့တဲ့မြတ်အရာအလုံးကိုခရစ်တော်ကရေးမှတ်ထားတယ်။ခရစ်တော်ကိုမကူးကွယ်ရင်လည်းရေးမှတ်ထားတယ်ဆိုတာမိတ်ဆွေတို့နားလည်ဆင်ခြင်ပါတယ်။ It's true man of God. I remember that lady. ပြရကင်းရလူအဲ့ဒါမှန်ပါတယ်။အဲ့ဒီအမျိုးသမီးကို ကျမတတိယပါပြီ။နာအလီနီဖာညာနီကပ nimebariki. Nitaku napenda makeup sana. She made me to love cosmetics so much. အဲ့ဒီအမျိုးသမီးကကျမကိုအလကဘလို့ပြင်ရတယ်မျက်နှာမှာလှလပပဖြစ်အောင်ဘလို့ပြင်ရတယ်ဆိုတာကိုကောင်းကောင်းသင်ပေးပါတယ်တာကွာမပေါ်ကနီဖွန်ဒီရှာကူကူဂျူးစာပေါ်ဝနာအမေအလီဂျာရီဘူ she also taught me how to sell my body to men အဲ့ဒီအမျိုးသမီးက ကျမရဲ့ကုခန္ဓာကိုယောက်ျားဒီကိုဘလို့ရောင်းစားရတယ်ဆိုတာလဲသင်ပေးပါတယ်ပန္ဒနီယံ but that spirit is not in me ဒါပေမဲ့ကျမအထဲမှာပြည်တစားလှုပ်ချင်တဲ့ဝိညာဉ်စိတ်ဝိညာဉ်မျိုးမခံစားရဘူး Because kwa sababu nimelelewa nikiteseka I was raised up suffering so much. Jama ka sinsin yin yin ne ji la de tu phit par de. Ayan ko sin ye pi ma ji pin la da phit par de. ဆိုတော့ဒီနေ့မြောက်မြတ်စွာတော့ပိရဇာတွေကဆင်းရဲခြင်းတွေက ဖြစ်လာတာလေများတာဖြစ်ပါတယ် I told God I don't want my children ဂျမကဖျားတခင်ကိုဆွတ်တောင်းတယ်ဖျားတခင်ဂျမရဲ့တာသမီးတွေ to suffer like me give me ဂျမလူဒုက္ခဆင်းရဲရောက်တာဂျမတာသမီးတွေဆီမှာမဖြစ်စေချင်ဘူးလို့ဖျားတခင်ကိုဂျမဆွတ်တောင်းခဲ့ပါတယ် I can settle with ကျွန်တော်ကိုကောင်းသောအမျိုးသားပေးပါဒါဆိုလို့ရှိရင်ကျွန်မအတိတ်ကြပေါင်းတင်နိုင်မှာပါ to this house အလူကိုပယ်လေကကွာကြည့်ပါမင်းကငါအိမ်တလုံးပြပေးမယ်အဲ့ဒီအိမ်ကိုနင့်ကိုခေါ်သွားတာငါတွေ့ရတယ်ညွန်းပါတန်းနော်ပါမိုက်ကိုပါလေးကြီးအဲရာနိုင်ကုန်ဘူးက I remember that house ဟုတ်တယ်အဲ့ဒီလူမျိုးအိမ်နဲ့တူတဲ့အိမ်မှာအဲ့ဒီအမျိုးသမီးကကျွန်မကိုခေါ်သွားပါတယ် Sasa nilipo jugundua ndo njia zake na nikamuota kwamba tuko kwa madabahu na kwa kwenye kamisi ya blaka uji. So, when I discovered her ways were not right, I had a dream about her. She အဲ့ဒီအမျိုးသမီးအိမ်မှာလိုက်ပြီးမှကျမနေတဲ့အခါမှာအဲ့ဒီအမျိုးသမီးရဲ့အတက်ရှင်မှုဟာမမှန်မှုဆိုတာကျမတီးသွားတယ်ပြလို့ရှင်ကျမကိုဘုရားသခင်ကအိမ်မက်မှာပြပါတယ် wearing a black garment in a garment ိမက်ထဲမှာဆိုလို့ရှိရင်အဲ့ဒီအမျိုးသမီးဟာတကူလုံးအမဲရောင်ဝတ်လုံကိုဝတ်ထားတာကိုကျွန်မတွေ့ရပါတယ်။ဒါကဘုရားသခင် သူမကိုပြတာဖြစ်တယ်။ဒီအမျိုးသမီးဟာမာနတ်နဲ့ဝတ်လုံအမဲဆိုတာမာနတ်နဲ့ဆိုင်တယ်ဆိုတာကိုဘုရားကအိမက်အပြင်ပေါ်ပြတာဖြစ်တယ်။ Then I left her. အဲ့ဒါကြောင့်သူမကို ကျွန်မဘိုက်ဘိုက်လုပ်ပြီးမှထွက်သွားတာဖြစ်ပါတယ်။ I can see you a new woman. ဆန်းဆန်းကောနာ အခုကနေ့ကိုနှက်ဆုနင်ထုတ်ပေးလိုက်တဲ့အခါမှာလူအစ်စ်ဖြစ်သွားတော့မှာဖြစ်ပါတယ်မနမ်ကေမ်ပီယာဝါကင်းအင်ဒါမားကတ်ကိဖိုင်ယာနေ့ကငါဘယ်မှာနှွေရမင်းရတလေဆိုတော့အခုနှက်ဆုလွတ်သွားပြီတဲ့နောက်မှာနေ့ဟာဈေးထဲမှာဈေးရောင်းဈေးဝယ်လောက်တာငါမြင်ရတယ်ဘုရားတခင်ကအလွန်ပဲကောက်မြတ်တာ ဖြစ်ပါတယ် ဖရာတခင်ကျမရဲ့ဘဝကိုကောင်းချီးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် thank you for blessing my life This is my day ဒီနေ့ဟာကျမကောင်းချီးခံရတဲ့နေ့ဖြစ်တယ် Office give me 200000 Kenya shillings ယုံခန်းကလူဒီကညာငွေ2သိန်းပေးပါ Office give me 200000 Kenya That is what you dreamed ne ပက်ဆန်နဲ့တင်းရတယ်ဆိုတဲ့အိမ်မက်မက်ပြီးပြီမဟုတ်ဘူးလား Thank you Jesus ယေရှုကိုကျေးဇူးတင်ပါတယ်ဒီစစ်မိုင်ဒရီးမ်အိုင်ဝါဇ်အီဗင်တီသင်းအာဒါဘီဒါတာဝီဂျမကအီမက်ထမပရိုဖက်ကပက်ဆာနသိမ့်ပေးတာကိုမြင်ရပါတယ်တခြားသူငယ်ချင်းတွေလည်းကျွန်မကြောပြောပြပြီးပြီဖြစ်ပါတယ်အဲ့ဒီအိမက်ကနတ်ဆူရှိကလာတာမဟုတ်ပဲ ဘုရားသခင်ရှိကလာတာဖြစ်ပါတယ်ဆိုတော့ဒီအမျိုးသမီးဟာအပြစ်မရှိတဲ့သူမဟုတ်ပါဘူးအပြစ်ရှိတဲ့သူဖြစ်ပါတယ်အပြစ်ရှိတဲ့သူရဲ့ဆုတောင်းတာကိုယေရှုခရစ်တော်ကနားညောင်းတာဖြစ်တယ်ဒါကြောင့်ဒီနေ့အပြစ်လောက်တတ်တဲ့ဘသူမဆိုယေရှုခရစ်တော်ကိုဆုတောင်းပါကိုအပြစ်ရှိတယ်ဆိုပြီးမှဘုရားသခင်အပြစ်မပေးဘူးလို့မထင်ပါနဲ့ကိုအပြစ်ရှိလို့ရှိတဲ့အရာကိုနောင်တရပါအပြစ်ရှိတော်ညာလည်းပဲဘုရားကိုဆုတောင်းတဲ့အခါမှာဘုရားသခင်ကအပြစ်ပေးမှဖြစ်တယ် သူမဆိုလို့ရှိရင်အိမက်ယူပါယုံပါပေးခိုင်ရတယ်အိမက်ပေးတဲ့အတိုင်း profession ကိုလာတဲ့အခါသူမဟာတကယ်ကောင်းကြည့်ရတာဖြစ်ပါတယ်ဘုရားတခင်ကတကယ်အလို့လို့တယ်ဆိုတာကိုဒီမှာရောက်တဲ့သူတွေကြုံတွေ့တဲ့အခါမြေရမထိန်နိုင်ပဲဖြစ်တယ်မြေရဆိုတာဘေကနဲ့လာတာလေနှလုံးသားထက်ကဝမ်းမြောက်ခြင်းကနဲ့လာတာဖြစ်ပါတယ် တကယ်တော့မတိုင်းချင်းခံရတဲ့အမျိုးသမီးတယောက်ရဲ့ဘဝဆိုတာကတကယ်ပဲမူးမောင်ကျသွားပြီဖြစ်ပါတယ်။နတ်ဆုကချေကုတ်စခန်းယူပြီဖြစ်ပါတယ်။သို့တော်လည်းနော် property ရှိကိုရအောင်လာတဲ့အခါမှာလွမြောက်ကောင်းကြီးခံစားတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဓမ္မရာဆိုရင်ပထမဆောင်အခန်းကြီးကိုအငယ်ကိုမှရှေးကာလမှာလွန်ခဲ့သောနှစ်ပေါင်း2000ကျော်တော့အော်လွန်ခဲ့သောနှစ်ပေါင်း3000ကျော်ဒါဝိဒ်တို့ရှောလူတို့ကာလမှာရေးထားတဲ့ကျမ်းကဘာရေးထားလဲ။ ရှေးကာလမှာတဲ့ဂျူးလူမျိုးတွေဟာတဲ့ပြတနာကြုံလို့ရှိရင်တဲ့ prophecy ကိုတွားတယ်တဲ့ prophet ကိုအဲ့ဒီကာလမှာမြင်တော်သူလို့ခေါ်တယ်တဲ့မြင်တော်သူရှိကိုတွားတဲ့အခါမှာမြင်တော်သူဆိုတဲ့ဘုရားသခင်ရဲ့ prophet ကသူ့ရဲ့ပြတနာကိုဖြည့်ရှင်းပေးပါတယ်တဲ့ဒီနေ့ prophet ကခန့်တွေဟာယေရှုခရစ်တော်အသုံးပြုတဲ့ prophet ဖြစ်တဲ့အတွက်မြင်တော်သူဖြစ်လာရတာဖြစ်တယ်။ဒါကြောင့်အာဖရိကနိုင်ငံကလူတွေကဒီမြင်တော်သူရှိကိုလာတဲ့အခါမှာတမဟောင်းကာလအတိုင်းပဲမြင်တော်သူက သူတို့ကိုပြတ္တနာကိုမြင်ပေးပြီးဖယ်ရှားပေးတဲ့အခါမှာဘုရားတခင်ရဲ့ကောင်းကြီးအတိတ်ကိုခံစားရကြတာဖြစ်ပါတယ်။နားလေရတော့ခွင့်ရမယ်လို့ယုံကြည်ပါတယ်။ဘုရားတခင်အလုံးကိုကြွယ်ဝစွာကောင်းကြီးပေးပါစေ။ This is the day. Thank you Jesus ယေရှုကိုအရင်ပဲကျေးဇူးတင်တာဖြစ်တယ်။ဘာသာအတိအတိမှာဒီလိုအဖြစ်မျိုးကြုံရတဲ့သူတွေကနောက်တစ်ခါနလန်ထဆရာအကြောင်းမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကုဝွကျွေးနဲ့ကုခံရမယ်ဆိုတဲ့တွင်တင်ချက်ရှိနေတဲ့အတွက်ဖြစ်ပါတယ်။သို့တော်လည်းယေရှုခရစ်တော်ရှင်မှလာတဲ့အခါမှာကြတော့ကုဝွကျွေးနဲ့ကုခံရတယ်ဆိုတဲ့အော်ဝဟာယမရှိပဲအဲ့ဒီဝွကိုဖြစ်စေတဲ့နော်အဲ့ဒီ ဆင်းရဲဒုက္ခကိုဖြစ်စေတဲ့မာနကိုယေရှုကဖယ်ရှားပြီးမှကောင်းကြီးအတိတ်ကိုဖြစ်စေတာဖြစ်တယ်။ဒါကြောင့်ကျမ်းစာကလူဒီခရစ်တော်၌ရှိလင်အတိတ်ပြုတ်ပြင်သောတတ္တဝါဖြစ်တယ်။ဒါသူမကသူမရဲ့အတ္တတည်းမှာမာနရှိတဲ့အတွက်အတ္တအဟောင်းကိုကြုံခဲ့ရတယ်။အခုတော့ခရစ်တော်ကသူမအထေကိုကျေးဇူးလာတာဖြစ်တဲ့အတွက်သူမဟာလူတစ်ဖြစ်ပါတယ်။ဖျားရခင်အလုံးကောင်းကြီးပေးပါစေ။ Thank you Jesus for blessing me. ဖရာယေရှုကျွန်တော်ကိုကောင်းချီးပေးတဲ့ကျေးဇူးတင်တယ်ဒီလိုမျိုးကောင်းချီးရမယ်လို့ဘယ်တော့မှမမျှော်လင့်ထားဘူးဒါကတော့ကင်ညာငွေနဲ့တိမ့်ပေးတာဖြစ်တယ်ဗိတ္တိပါတခါလေးရတာဖြစ်ပါတယ်နေစီပွားရတော့လို့ပါ အကုလုံးโอเคဖြစ်သွားတော့မှာဖရာတခင်ကိုကျေးဇူးတင်တယ် ကောင်းကြီးပေးတဲ့အတွက်ကျေးဇူးတင်တယ်။ကျွန်မကောင်းကြီးတက်တယ်ခံဖို့လာမှာဖြစ်တယ်။ကျွန်မဒီလိုရဖို့ဆုတောင်းနေတာကြာပြီ။ Property ဒီပေးတာကဒီပက်ဆန်ကိုကောင်းတဲ့ဘက်မှာသုံးပါ use good way ကောင်းတဲ့နည်းကိုမှသုံးပါပက်ဆန်ဝင်တဲ့အခါမှာမကောင်းတဲ့နည်းလေးသုံးနိုင်တာဖြစ်တယ်။ I have a friend and the friend has a, a husband. Oh. နေ့မှာတုံငယ်ချက်အမျိုးသမီးတယောက်ရှိတယ်အဲ့ဒီအမျိုးသမီးမှာယောက်ျားရှိတယ် Rafiki na huyo rafiki ako na bwana and uh, they are doing business na wanafanya biashara သူတို့ကစီးပွားရေးလုပ်နေတယ်လို့ပြောတော့ဟုတ်တယ်တဲ့ Yes I've seen that you have good the money and they have they have convinced you to give them the money to work for you သူတို့ကနင့်ကိုပက်ဆန်ချီးပေးပြီးမှအဲ့ဒီပက်ဆန်နဲ့နင်းစီးပွားရေးလုပ်တာကိုငါတွေ့ရတယ် pata hiyo pesa na ukaenda na wakakushawishi uwapatie hiyo pesa wakufanyie biashara. This is your business. Hii ndiyo yes. biashara yangu. Aku ngapela de pesa nga niye kuba insipwa ye lobo pite. You believe in yourself. Mimi gugu mimi yung yung jijine loba. Mimi mwenye. Nitajiamini nita mtumishi wa Mungu kwa sababu hii pesa nimeipokea kwa madhabahu na limekuwa ombi na niliota kwa miaka ambayo imeisha. Man of God, I believe myself. Sitawaamini tena. ကျွန်မကိုကျွန်မယုံကြည်တယ်လို့ prophet ကိုပြောပါတယ်အဲ့ဒီတုန်ငယ်ချင်းနေနဲ့ကျမခွာပြီးမှကျမကိုကျမယုံယုံကြည်ကြည်နဲ့ဒီပစ္စံကိုအတော့ပြုပြီးမှစီးပွားရေးလုပ်သွားမှာပါ business myself and i've been dreaming myself being a big business woman ကျမကအိမက်ထက်မှာ ကြီးမားသောစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်တယ်ဆိုတာကိုမင်းရပြသားဖြစ်တယ်။ကျမယုံယုံကြည်ကြည်လုပ်ပါမယ်။ဘုရားတခင်ရဲ့ကောင်းကြီးကနေ့ပေါ်မှာတယောက်ပြီးဖြစ်တယ်။အာမင် Thank you Jesus ။ဘာရာကတ်ကိုဂျူယာကို Don't give the money to somebody else ။နင်းခံစားရတဲ့ကောင်းကြီးကို သူတပားကို မာယွင်းစွာမပေးပါနဲ့။ If you do that ဘုကိဖိုင်း အကယ်၍နင်ပေးမလို့ရှင် you are selling your blessing နင်ရဲ့ကောင်းကြီးဖရာတခင်ပေးတဲ့နင်ရဲ့ကောင်းကြီးကိုနင်ကရောင်းစားပစ်လိုက်တာဟုတ်တယ်စားပြဘာရာကာယကို everything is going to be okay kila kitu itakuwa you really hated him